ခုဘဝဘဝဆိုတာတို့နေကြည့်တခါတာကြည့်တလဲပေါ့ဟာအခက်ခဲတော့ရင်ဆိုင်ကြော်ဖြတ်နေရတယ်တမုတ်တရားကြီးနဲ့တူရဲညီမလေးကတကယ်တော့ဘဝဆိုတာလူဘဝမှာပေါ့ဟာဘဝမမြင့်နဲ့ဘဝမြင့်ရမယ်အဲဘဝအတိမှာအလားရှိမယ်ဘဝမသိရင်တော့အလားမရှိနိုင်ဘူးညီမလေးဘဝနာရင်တော့အဲ့လိုမျိုးပေါ့ ဟိုကိုချင်းစာတရားရှိဖို့လိုတာပေါ့ဟိုကထင်းလောက်တော့မျိုးရှင်းဦးမှာလေးသူများဆိုခက်ခဲနေရင်ဆိုင်နေရတာပေါ့ဒါပေမဲ့စံဦးထဲမှာပေါက်တဲ့ကြက်တွေကတော့ရင်ဆိုင်ရပွက်ဘယ်နဲ့ဟိုအဲ့စံဦးထဲမှာပေါက်တဲ့ကြက်ဆိုတာဟောရှင်းပါလေရှင်းပါလေစံဦးထဲမှာပေါက်တဲ့ကြက်ဆိုတာသူကကြုတ်လို့ဟာစံဦးထဲမှာထည့်တာအထက်ပေါက်လာတဲ့ကြက်ကလေးကအစာရည်သာဟိုအစာဟိုရှာသားကြမလို့ဟာအဲ့စံဦးထဲမှာရှိရစံဝင်စားရတာပေါ့ ဒီလိုပဲချမ်းသာတဲ့တာသမီဆိုတာကလည်းဟိုသူတို့တော့ခက်ခဲငွေကြီးဆိုတာဘာမှမသိဘူးတွေ့ရငွေရကသူကဟိုမိဘဆက်လက်ဖန်တောင်းတောင်းသူလို့ရနေတာဟိုသူတို့ကခက်ခဲဆိုတာဘာမှမသိတော့ကြတော့သူတို့ကဘဝကိုအထိမနာတော့ဘဝဆိုတာမသိတော့ကိုတို့တော့အောက်ခြေလူသားကြီးကြတော့ဟိုလက်ဖန်တောင်းနိုင်ပြီးချိန်မှာပြီးတာဟိုမဟုတ်လားသူမပြီးနိုင်ဘူးလေမပြီးနိုင်အမ်မိဘဆိုတာဒီလိုပဲပေါ့ဒီမှာလေးအဲ့ကြတော့ဘဝမှာဘာလို့မလဲဆိုတော့အလုတ်ကိုလောက်အောင်အလုတ်ကအလုတ်ဟုတ်တယ်မြဂုံရှိစွာတဲ့အဲ့ကြအလုတ်ကိုလူတိုင်းလောက်အောင်ဟဲ့နေပေါင်းကို ။အခုရပါလို့လုံးလုံးအလုံးမလုံးတာ။ငါမှဂုံမလို့စင်တာ။ဟင်းအောင်ပါ။အဲအောင်ပါမလုံးနဲ့နော်။ဒီသူများလုံးမလုံးဘူးဆိုပေမဲ့လေကိုမိပါရဲ့ဟိုဘောဝေယဝစ္စပေါ့နော်။ကိုအိမ်မှာရှိတဲ့ဟာလေးပေါ့အမြင်မတော်လေးလိုက်လောက်အောင်ပေါ့ဟာ။ဘာလို့လဲဆိုတော့ဟိုမိပါဆိုတာလေကိုကိုကျွေးမွေးထားတာဟုတ်ဟုတ်ကဲ့နော်တက်နေရင်းပြီးမွေးထားတာလေဟိုထားပါတော့ဟာဟိုဘလူတိတဲ့အမရုံးဆိုတော့အမေကဟိုဗာလီခိုင်းလိုက်ရင်ဒီမှာ ခင်ဗောကောင်းဖို့ပေါ့လောက်ပြီလိုက်နော်သူတို့အခုပေါ့ကျွေးမွေးဖို့ကသူတို့အများကြီးရုံးကန်ခဲ့တာကိုကဘာမှမပြောမဖြစ်တော့ဘူးလေဟုတ်တယ်မလားကိုလုပ်တယ်ဆိုတာမပြောစမှတွင်းစရာမလိုဘူးတော့ကစရာမလိုဘူးညီမလေးကအခုကဲညီမလေးနဲ့ကိုကြီးနဲ့အကိုကြီးမကညီမလေးသွားလိုက်ဟုတ်တယ်မလားညီမလေးမားရင်အကိုကြီးသွားလိုက်ဟုတ်ကဲ့လုပ်လို့တော့အခုတို့ရတယ်ဟုတ်တယ်မလားမောင်ညရမယ်အေးဦးရရေမရှိဘူးရေသွားခံပေးအောင် ဟာမင်းတို့ကလောက်ပြီဗျာဟိုမဲ့အဖေငုတ်တို့ယူမဲ့ဖုန်းကြည့်နေအဖေအားနေအဖေခိုင်းပါလားအမေလင်းငုတ်တို့ရှိနေအမေလင်းမခိုင်းမဲ့ဒီမှာမအားဘူးဒီမှာညီမလေးကိုမိဘကျေးဇူးအကြောင်းရှင်းပြနေနားလျောင်လို့နော်ဟင်းအော်ပါ